ူများရဲ့စေနာမေတ္တာရင်နဲ့ပို့လာတဲ့ငွေကိုအလွဲသုံးသားလုပ်ပြီးဆိုရင်အဲ့လူကအဲ့ဒါအပူစားပဲအဲ့ပူစားအရန်ကြောက်ဖို့ကောင်းတယ်ဘဝရည်လည်းပြတ်ခဲ့ဘူးတယ်ကိုကိုရန်လည်းစီးပွားရေးအစားအကုန်ပြိုလဲခဲ့ဘူးတယ်ဗောနော်အဲ့ဒီကနားလဲသွားအပူစားဆိုတာအရန်ရေးကြီးတယ်သူများရဲ့မတရားစာဥမာဆင်းရဲသားတွေရဲ့အစားကိုလူစားတာတို့ဟိုလောကမရှင်းပေးတာတို့အလူငွေတွေဘုံတာတို့အဲ့ဒါတွေကလက်တလောပဲအစဉ်ပြေတာပြီးရင်ဟိုဒုက္ခအကြီးပြန်ရောက်တာကိုယူထားတာတသိန်းဆိုရင်တော့၁၀သိန်းလောက်ကိုကပြန်ပြီးအဲ့ဒီကပဲပြန်ပါတတ်တယ် ဟိုကျွန်တော်30ရက်နေမှာစပြီးတော့ကျွန်တော်ဟို350မတီးရပေါ့နော်350ကျွန်တော်လူဖို့ရှိတယ်အဲ့ဒါကျွန်တော်နဲ့အတူတူလူကျင်တဲ့ညီကောင်မောင်နှမရှင်လူပေးပါဆိုပြီးတော့ကျွန်တော် post လေးတင်လိုက်တော့အဲ့တည့်ရက်ထဲမှာပဲအားလုံးပေါင်းဝိုင်းလူတဲ့ပတ်စံဟို24နိုင်တင်မှာ3600လောက်ရတယ်ဗျကျွန်တော်350ပါပြီးပေါ့နော်1600ရတော့ကျွန်တော်လည်းဟိုကျွန်တော်ကျတော့လာစာလာပို့တဲ့မြတ်သူအကုန်လုံးကိုယ်တိုင်အတန်ဖိုင်နဲ့ပဲကျွန်တော်ပြန်ဖြည့်တာပေါ့နော်ကျေးဇူးတင်လို့ပါ အဲ့ဒါနဲ့အကုန်လုံးကိုကျွန်တော်ကျေးဇူးတင်ကြောင်းပြောတယ်အဲ့တော့ကျတော့တော်တော်လေးလူကလည်းပင်မဲဟောအရောက်ထောင်ကလေးလောက်ဖြစ်သွားပါဘောနော်အဲ့ဒါနဲ့ကျွန်တော်ဆက်ပြီးတော့ဟိုအလူလက်မခံတော့ကျွန်တော်ပိတ်လိုက်ပြီးဆိုပြီးတော့အဲကုညီဖို့ဆက်လုပ်တယ်ပေါ့ကျွန်တော်တို့30ရက်နေမှာဆက်ပြီးတော့ဟိုအလူခံနေ31ရက်နေမှာကျွန်တော်လူတွေကမန်းလေးရောက်နေပြီအဲ့တော့ကျွန်တော်ရဲ့အဓိကမင်းကတော့ဆေးရုံတွေပဲအဓိကလှူချင်တာအဓိကဒီပြန်လဲထူထောင်ရေးမှာလှုပ်ဖို့အတွက်ကိုလူတွေကျမ်းမာနေဖို့လိုရယ်လေ အဲ့ကြောင့်တို့ဆေးကုဖို့ဆေးဝါးကုသဖို့ဇေယိတို့ဆေးပစ္စည်းတို့ပေါ့နော်အဲ့ဒါတွေလူဖို့ပဲစဉ်းစားပြီးတော့ကျွန်တော်အစားတွေကမစ်ရှင်ကလည်းဆေးဟုံကူညီတဲ့မစ်ရှင်ဗျာအာလူနာကိုကူပါဆိုတဲ့မစ်ရှင်လေးလုပ်နေတာဆိုတော့အဲ့ဒါလေးနဲ့ပဲကျွန်တော်စပြီးတော့အဲဆေးဟုံတွေကိုကူညီတယ်အဲ့တော့ပထမရက်မှာကျွန်တော်မန်လေးပြည်သူဆေးဟုံကိုကျွန်တော်အရင်ဆုံး31ရက်နေ့မှာကျွန်တော်ရောက်သွားပြီရောက်သွားပြီးတော့အဲ့မှာအယိုးဆေးဟုံရဲ့ဂရင်300ဆေးဟုံမှာကျွန်တော်လူနာအလုံးပေါင်း60နဲ့83ရှိတယ်အဲ80ကျော်ကျွန်တော်စပြီးလူခဲ့တယ်ပြီးတော့ ဟိုငွေထုတ်ဖို့အခက်အခဲဖြစ်တော့ကျွန်တော်နောက်ထပ်ငွေပါတယ်ဒီကနေပြီးအလူရရပတ်စံဟိုဘက်မှာ cash ထုတ်ပေးမဲ့လူနဲ့ချိတ်ဆက်ပြီးတော့နောက်ထပ်3900လောက်လဲပေးမဲ့သူရှိတယ်အဲ့ဒါနဲ့3900လောက်ကျွန်တော်အဲ့ဒီဘက်ကိုရအောင်စီစဉ်ပြီးတော့ဒီမန္တလေးပြည်သူ့စေယုံကြီးကိုထပ်သွားတယ်ပြည်သူ့စေယုံကြီးမှာကျတော့ဒီသခိုင်းဘက်ကနေအခြေအနေဆိုးတဲ့လူတွေပါ မန္တလေးကိုလွှဲထားဆိုအဲ့မှာမန္တလေးရောစကန်ရောစုံသွားပါဘောနော်စုံသွားတော့အလုံးမအောင်160လောက်ရှိတယ်ဗျအဲ့မှာလဲကျွန်တော်တယောက်ကိုတသိန်းလုံးနဲ့လက်ထဲထေချာထည့်ပြီးတော့ကျွန်တော်လူခဲ့ပေးပါတယ်အဲလူပြီးရတယ်ကျွန်တော်ချက်ချင်းမန္တလေးဟိုစကန်ဆက်တက်တယ်စကန်ဆေးရုံကြီးမှာလဲ85ယောက်လောက်ရှိတယ်ထိခိုက်တန်ရာပေါ့ကိုရင်နေအဲတီလာရှင်နေကလေးတငယ်များတယ်လက်ဖြတ်ချေဖြတ်တွေလည်းများတယ်ဗောနော်အဲသူတို့တွေကျွန်တော်တယောက်တသိန်းထပ်ပြီးလူခဲ့တယ်လူခဲ့ပြီးရတယ်မနေ့ကပေါ့ မနေ့ကကျွန်တော်စပြီးတော့အဲ့မှာလူတွေတော်တော်များများမန်လေးစကိုင်းတွေကိုရောက်နေပြီရောက်နေပြီဆိုတော့ကျွန်တော်တို့ကဒီဘက်ကိုဒီပျော်ပွဲဘက်ကိုစပြီးဆင်းပြီဗျမနေ့ကနေဒီတတဦးတို့ပျော်ပွဲတို့ရမဲတင်းတို့ဘက်ကိုဆင်းပြီးတော့အဲ့ဆေးအုံမှာရှိတဲ့လူနာတွေကိုလည်းကျွန်တော်ဇက်တိုက်ထက်ကူဖို့အခုလက်ရှိအခုဆိုရင်ပျော်ပွဲကိုရောက်နေပြီလှူနေပြီညနေလောက်ဆိုကျွန်တော်တို့သတင်းပို့တော့မှာဗျာဟုတ်ကဲ့ပါကျွန်တော်လည်းဟိုမထင်မိပါဘူးဒီတိုင်းနည်းနည်းလေးတိတ်ငင်နေဖြစ်တော့ဒီလောက်ပဲထင်တာဒါပေမဲ့ တရင်တက်ကြရမှာဒီဒီ time ဘက်မှာအစဝီးပြိုတော့မှာဟာတော်တော်အဲ့မှာတော့အဲ့လိုဖြစ်တာငါတို့သတိုင်းဆိုဘယ်လောက်တောင်ဆိုးမလဲဆိုတက်ကြရမှာဒီလောက်ဆိုးတာဖြစ်တာဗောနော်ဆိုတော့အားရမဖြစ်တော့ငါတို့လည်းကုညီကယ်ဆယ်ရေးတွေတစ်ခုခုလုပ်ရမယ်ဆိုတော့ကျွန်တော်ချက်ချင်း plan ဆွဲတယ်ဒါပေမဲ့ ျွန်တော်ကကဲတဲ့အိမ်မှာမကျွမ်းကျင်ဘူးကျွန်တော်လည်းတကယ်မြေပြင်လည်းကျွန်တော်ကိုယ်တိုင်မဆင်းဘူးအခုလည်းအခုရက်ထိလည်းမဆင်းပါဘူးကျွန်တော်ကတော့ကျွန်တော်အားတာချက်ကကျွန်တော် online အနေနဲ့အားတာတယ်ငွေချတာအားတာတယ်ဒီငွေကိုမြေပြင်မှာဆင်းပြီးတော့ကုညီပေးဖို့ကြောင့်အားတာတယ်တခြားလူတွေရှိရဲကျွန်တော်ကမြေပြင်ဆင်းရင်ကျွန်တော်လူပိုပဲကျွန်တော်ပြန်ပြီးတော့ကဲနေရမှာအဲ့အတွက်ကျွန်တော်မြေပြင်ကိုမဆင်းဘူးကျွန်တော်ဒီဘွားကနေစီမံခန့်ခွဲခွဲမှုကိုကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်အဲ့အတွက်မြေပြင်ကိုကျွန်တော်အဖွဲ့အစည်းစဉ်းစားပြီးကျွန်တော်ဒီကနေ management လုပ်တယ်ကျွန်တော်ငွေကောက်တယ်သူတို့စီပို့တယ်လက်ထဲရအောင်ကျွန်တော် တေချာစီမံခန့်ခွဲပေးပါတယ်ဗျာဟုတ်လူကြကူကြတာကောင်းပါတယ်ဟိုအများစုလည်းသွားကြပြီဗျာဒါပေမဲ့ဟိုမြစ်တာရက်ခန့်နေတာတနေရာထဲမှာလို့ပြုံနေဖို့ပါပဲတနေရာထဲမှာပြုံနေတကယ်လိုဲစီလည်းမရောက်တော့ဘူးမှာသမင်းမှုတွေရမ်းများလို့ပုတ်သွားတိုးသွားအဲ့လိုဖြစ်တတ်တယ်ဗောနော်အဲ့တော့အဲအဲ့မှာတေချာလေးလည်းတော်တော်များတော့တေချာစဉ်းစားပြီးခေါက်ဆဲကြောက်တို့ဒီငါးတက်တာတို့ယူရပါဗောနော် ကျွန်တော်တို့အဲ့သမင်းတွေချက်ပြီးတော့လက်တလောဖြည့်ချင်တာလည်းကောင်းတယ်ဒါပေမဲ့ရေရှည်သူတို့အတွက်ပိုဝိုင်းစားလို့ရအောင်ငါးတက်တာတို့ခေါက်သဲကြောက်တို့ကလည်းပိုပြီးတော့ဟိုတင့်တော်မယ်လို့ထင်ပါတယ်ဗျအဲ့အတွက်လည်းကျွန်တော်ကိုယ်တိုင်လည်းဒီခေါက်သဲကြောက်တွေငါးတက်တာတွေကိုကျွန်တော်ဟိုကုံကားနဲ့လို့ပေါ့ဘူး2000လောက်ကျွန်တော်ထည့်ပေးလိုက်ပြီးဟိုမှာကျတော့သူတို့မစားသေးရင်အောင်တင်ထားလို့ရလေအဲ့လိုမျိုးလေးတော့ဟိုအဲ့ဘက်ကိုလည်းလှူတယ်ပြီးတော့ကယ်ဆယ်ရေးမှကျတော့ဘကိုးကနေပြီးဆင်းသွားတဲ့ကိုစိုးထိုက်တို့ကယ်ဆယ်ရေးအဖွဲ့ရှိတယ်အဲ့အဖွဲ့ကတော့မြေပြင်မှာလိုအပ်တာလှူပါဆိုပြီးတော့ကျွန်တော်တင်ငါးတက်ပို့ပေးလိုက်တယ် ဒီနေ့ဒီကျွန်တော်တို့လူလက်ခံရရှိတဲ့1800မှာ ထောင်းချက်အလုံးကကျွန်တော်အကောင့်နဲ့လက်ခံတာမို့ကျွန်တော်ဒီနိုင်တဲ့လောက် provider အကောင့်ရှိတယ်။အဲ့မှာငွေကင်ရှိရယ်၊စည်ရင်းကင်ရှိတယ်။ကျွန်တော်တော့စီမံခန့်ခွဲရတယ်။အဲ့တော့ကျွန်တော်ငွေမကင်ဘူး။သူတို့တဲ့ငွေဘယ်လောက်ဝင်လဲကျွန်တော်စီနေ့စဉ် report တင်တယ်။အဲ့ငွေကိုကျွန်တော်စီမံခန့်ခွဲပြီးတော့ကဲဘယ်ကိုလဲပါဘယ်ကိုလဲပါဆိုပြီးစီစဉ်စီမံပေးရပါတော့။အဲ့တော့ကျွန်တော်စနစ်တကျနဲ့အဲ့လိုလုပ်နေရယ်။ဒါကလည်းအများပြည်သူငွေကိုကျွန်တော်တို့လက်ခံထားဖြစ်တဲ့အတွက်ပွင့်လင်းမြင်သာမှုရှိအောင်ကျွန်တော်တို့ပြောပြပေးရပါ။ပြီးတော့နေ့စဉ်လည်းကျွန်တော်တို့ဘယ်ကိုဘယ်လောက်သုံးလဲဆိုတာကျွန်တော်တို့ပြန်တင်ပေးနေပါတယ်။ ခုလက်ရှိ1600မှာတော့ကျွန်တော်တို့3900လောက်တော့သုံးပြီးပြီ1300လောက်ကျောင်းလက်ထဲမှာကျန်နေတယ်အဲ့ကျန်နေရောလဲကျွန်တော်တို့ဒီကေလိုအပ်တဲ့နေရာတွေကိုဟိုထိထိရရောက်ဖြစ်အောင်ဟိုပို့ပေးနေပါကြဟောဒီအချိန်မှာတော့လို့ပေါ့ဟိုငွေနဲ့ပတ်သက်လာရင်လူတွေကမရဘူးเนาะတခါလေကိုမရဘူးတဲ့အမောင်မျိုးရလာရင်ပို့ပြီးတော့ဟိုဖြစ်တတ်တယ်ပေါ့ဟိုကျွန်တော်ကတော့ဟိုကိုစိတ်ကိုတန့်နေကိုလူစရာရှိရာလှူလိုက်တယ်ဒါပေမဲ့ဒီ ီသူများရဲ့စေနာမေတ္တာရင်းနဲ့ပို့လာတဲ့ငွေကိုအလွဲသုံးသားလုပ်ပြီဆိုရင်အဲ့လူကအဲ့ဒါအပူသာပဲအဲ့ပူသာအရန်ကြောက်ဖို့ကောင်းတယ်ကိုကိုကိုစီမှာပူယုံနေမကောက်ဘူးအဲ့ပူသာကိုစားမိတဲ့ကိုမိသားစုပါပူတတ်တယ်ကျွန်တော်တို့ဟိုးအရင်တော့အဲ့လိုသူများကိုဒုက္ခပေးခဲ့ဘူးတော့အဲ့ဒါကြီးခံခဲ့ဘူးတယ်ခံခဲ့ဘူးတော့အဲ့ဒါကိုကောင်းကောင်းသိရဲ့အဲ့လိုကိုကသူများကိုဒုက္ခပေးလို့သူ့ရဲ့လောအားကောင်မရှင်းပေးတာကိုဘာလို့လုပ်ခဲ့ဘူးလို့ အဲဘဝရည်လည်းပြတ်ခဲ့မှုတယ်ကိုကိုရန်လည်းစီးပွားရေးအစားအကုန်ပြိုလဲခဲ့မှုတယ်ဗောနော်အဲ့ဒီကနားလဲသွားအပူစားဆိုအရန်ရေးကြီးတယ်သူများရဲ့မတရားစာဥမာဆင်းရဲသားတွေရဲ့အစာကိုလူစားတာတို့ဟိုလောကမရှင်းပေးတာတို့အလူမေတွေဘုံတာတို့အဲ့ဒါတွေကလက်တလောပဲအစဉ်ပြေတာပြီးရင်ဟိုဒုက္ခအကြီးပြန်ရောက်တော့ကိုယူထားတာတသိန်းဆိုရင်တော့၁၀သိန်းလောက်ကိုကပြန်ပြီးအိတ်ထဲကပဲပြန်ပါတတ်တယ်အဲ့တော့ကျွန်တော်အရင်ကဒါမျိုးတွေဖြစ်ခဲ့မှုတော့အခုဒီဒီဒီဟိုအပူစားစားနေတဲ့သူတွေကိုလည်း ကျွန်တော်အများနဲ့စာလေးရေးပေးပစ်တယ်မစားမိအောင်ပေါ့နော်တည့်ရတဲ့နယ်ပဲဖြစ်ဖြစ်မတည့်ရတဲ့နယ်ပဲဖြစ်ဖြစ်အလူငွေတို့သူများဟာခိုးတာတို့ဆိုတာဘယ်တော့မှလူငွေလူရောင်လည်းမပြောင်းပြီးတော့ကိုရောကိုမိသားစုရောပြန်ခံရတတ်တယ်ဆိုရဲပို့စလေးလည်းကျွန်တော်ရေးပေးပစ်ပါဗျအဲ့တော့ အကောင်းဆုံးကတော့သူများငွေကိုစီမံခန့်ခွဲတဲ့အခါမှာဟိုစနစ်တကျလေးနဲ့တကယ်လိုအပ်တဲ့သူစီကိုထိထိရောက်ရောက်သွားဖို့ကိုကဟိုအလူခံပုံကိုဆိုတော့ကို့မှာတာဝန်ရှိတယ်စိတ်ရင်းလည်းပြန်ပြဖို့လိုအပ်တယ်အဲ့တော့ဟိုအများစုကတော့ကောင်းကောင်းမွန်မွန်လုပ်နေရပဲဒီထဲမှာမှဟိုကိုရီပုံရိပ်တွေတုံးပြီးတော့တခြားမှာ celebrity ပုံတွေတုံးပြီးတော့မှဘယ်သူကတော့ဘလောက်လူပါပါပဲကျမတို့လူပါဆိုပြီးတော့လိန်နေတဲ့အဖွဲ့တွေလည်းရှိရဲ့ ကျွန်တော်ပုံရင်းနဲ့ line လိန်တဲ့လူလည်းရှိတယ်ကျွန်တော် blue map account နဲ့ကျွန်တော်လောက်တာဒါပေမဲ့ blue map မပါတဲ့ account ကြီးနဲ့ဟုတ်ပါပြီကျွန်တော်တို့ကဒီလိုလုပ်နေပါကျွန်တော်လူပါဆိုပြီးတော့ account တွေလည်းပေါ်လာတယ်အဲ့တော့ကိုကတော့တက်နိုင်တယ်လို့ live report to we တားတာပေါ့နော်ဒါပေမဲ့ तू စားရရင်တော့စားပေါ့ဒါကတော့အပူစားပဲစားရရင်စား तू ရောသူ့မိသားစုရောပြန်ခံမှဖြစ်တဲ့အတွက်ကျွန်တော်တို့တိတ်ပြီး live ပြီးအဲ့ဟိုအာယုံနောက်မနေတော့ဘူးမင်းတို့ဒါမျိုးလှုပ်ရရင်လှုပ်မင်းတို့ပြီးရင်မင်းတို့ပဲပြန်ခံမှဆိုရယ်စိတ်ပဲထားလိုက်တယ်ဗျာကုန်သင်းတော့ကတော့လို့ရှားရင်တော့တက်ကြပဲပေါ့နော်အဲ့မှမှ ဟိုတကယ်စိတ်ရင်းစိတ်ရင်းတာနဲ့လူတွေလည်းတည်ရလူတွေစိတ်ရင်းရဒုက္ခရောက်မှပေါ်တာပါအဲ့တော့စာရဲရစိတ်ရင်းမကောင်းမဲ့ဟန်ဆောင်နေတဲ့သူတွေကဒီလိုဒုက္ခရောက်တဲ့အချိန်မှာဈေးတွေတက်လိုက်တဲ့အိမ်ငန်းကားတွေတက်တယ်ဟိုအိုင်တက်တယ်ဒီအိုင်တက်တယ်အဲ့လူတွေကိုကျွန်တော် မှတ်ထားဖို့လိုတယ်အဲ့ဒါမဲ့နောက်ဘာဖြစ်လဲဆိုတော့လုပ်ငန်းကြီးတွေရှိတယ်ဥပမာလော်တရီရတို့ဘာလို့တခြားကုမ္ပဏီတွေရှိတယ်ဒီအချိန်မှာသူတို့အိတ်ဆိုင်ပြီးပတ်စံတွေကိုတင်းထောင်ကနန်းတွေတောင်းကနန်းတွေထုတ်လုံနေရဲ့အဲ့လူတွေကိုလည်းကျွန်တော်သတိထားဖို့လိုတယ်ဘာလို့ဆိုတော့ ဒီလူတွေအရေးကြုံတဲ့အချိန်မှာကျွန်တော်တို့ဘက်မှာရှိနေရဆိုတဲ့ brand တွေကိုကျွန်တော်ဒီအချိန်မှာမှတ်ထားလို့ရတယ်။အဲငါတို့အရေးကြုံတဲ့အချိန်မှာငါတို့ဒုက္ခပေးရကောင်တွေဘယ်ကောင်တွေလဲဆိုတာလည်းကျွန်တော်မှတ်ထားလို့ရတယ်။အဲ့အတွက်ဟိုအများတန်းနိုင်ငံနဲ့ချီပြီးဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့ကဟိုလူတွေအကြောင်းတဲတဲကွဲကွဲသိရတာပေါ့နော်။အခုဆိုလည်းသိရတဲ့အကူညီနေရဲ့ဟိုဟိုကုညီကုညီရေးအဖွဲ့တွေရှိတယ်ကုညီနေ celebrity တွေရှိတယ်နောက်ဆုံးများဟို သူများဖောင်းထုတ်တာခံပြီးတော့ကုညီနေသူတွေအများစုရှိတယ်။ဟိုအဲ့ထဲမှာမှဟိုကျွန်တော်တို့ဒီပြည်တွေပေါ်စေနာနဲ့ထားပြီးဘသူတွေလှုပ်ပေးနေလဲဘသူတွေရောဈေးတွေတက်လိုက်လဲဘသူတွေကဘယ်ဆိုင်နေရတော့ KP ထုတ်ရင်10%ယူတယ်ဆိုတဲ့ဟာတွေပါဒီအချိန်မှာ record တွေပဲအဲ့ဒါတွေကိုကျွန်တော်မေ့ထားဖို့မမေ့ထားဖို့လိုတယ်။အဲ့တော့အချိန်တန်အားလုံး AC ဖြစ်သွားရင်ဒီလူတွေနဲ့ဒီလူတွေရဲ့လုပ်ငန်းတွေ business တွေကိုကျွန်တော်တို့အားမပေးဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့တကယ်တမ်းကျွန်တော်တို့ဒီအချိန်မှာကုညီခဲ့တဲ့ brand တွေ business တွေကိုကျွန်တော်တို့ကနောက်အချိန်မှာပြန်ပြီးတော့ ဟို support လောက်အောင်ပါဗောနော်အဲ့လိုလေးတော့ဒုက္ခရောက်တဲ့အချိန်မှာအားလုံးကြောင်းတဲတဲကွကွသိရပါတယ်ဗျာသတင်းတွေကတော့အကုန်လုံးကတော့စိတ်မကောင်းတဲ့သတင်းတွေများပါတယ်အဲ့တော့ကျွန်တော်လည်းဘာမှမလုပ်ဝင်နိုင်ဘူးလေဘယ်သူမှလည်းမဖြစ်ချင်ဘူးအဲ့တော့အကောင်းဆုံးကတော့ ဟိုနောက်နေ့ဆိုတာရေခဏထားပါဒီနေ့ကိုအကောင်းဆုံးအသက်ရှင်ပါဒီနေ့ကိုကိုးနားမှရှိရသူတွေတန်ဖိုးထားပါတည်သွားခဲ့ရင်နောင်နာမရလောက်တဲ့အထိကိုယ်အချင်းချင်းပြန်ပြီးချစ်ကြပါကူညီကြပါရိုင်းပင်းကြပါတော့တော့လူတွေမရှိတော့ရင်ဘာမှလုပ်ပေးလို့မရတော့ဘူးကားတွေအိမ်တွေကပြန်ဝင်လို့ရတယ်လူတွေကအဓိကအရေးကြီးပါတယ်အဲ့တော့လူလူချင်းအခုလိုစာနာပေးနေကြလဲကျေးဇူးတင်တယ်ကူညီပေးနေရလဲကျေးဇူးတင်တယ်အဲ့တော့မနက်ဖြန်ဆိုတော့ခဏမိထားပြီးဒီနေ့ကိုအကောင်းဆုံးရှင်သန်ပါဒီနေ့ကိုအဲကိုယ်နားမှရှိရဲ့ကိုချစ်ရတဲ့သူတွေချစ်တယ်ဆိုတာပြောပါ ဟိုကျွန်တော်တို့ဘယ်နေ့ဘယ်ချိန်ဘယ်လိုဖြစ်မလဲဆိုတာမသိဘူးဒါကလည်းငလင်လို့လို့ငလင်မလို့ပဲနဲ့လေကိုယ့်ကိုကျွန်တော်ဆိုလည်းအမြဲတမ်းကျွန်တော်တွေးထားတယ်ကျွန်တော်ကျွန်တော်ဒီနေ့ကိုပဲအကောင်းဆုံးရှင်းတယ်နဲ့ဘာလို့ဒီဂျိုကန်ထဲမှာချော်လဲပြီးကျွန်တော်အချိန်မြင့်သေးသွားနိုင်တယ်ဗျာအဲ့တော့နောက်နေ့ဆိုတာကျွန်တော်တို့တိတ်မရှိတော့ကျွန်တော်ဖြတ်တန်းခဲ့ရတာလည်းများပြီးကိုဗစ်ကာလတွေရောကျွန်တော်တည်တွင်းထဲကနေအားလုံးကဒီ generation ကတည်တွင်းထဲကနေလွတ်လာခဲ့ကြတာပါနော်အဲ့တော့အကောင်းဆုံးအကြံပေးချင်တာကတော့ဒီနေ့ကိုအကောင်းဆုံးရှင်းတယ်မှာ ပြီးတော့ကျွန်တော်တို့ဒီအချိန်ထိကိုဗစ်ကိုလည်းလွတ်ခဲ့တယ်ဒီစစ်ပေးတွေလည်းလွတ်ခဲ့တယ်ဒီလက်ရှိငလင်လည်းကျွန်တော်လွတ်ခဲ့တယ်အဲ့ဒီလွတ်ခဲ့တဲ့ပုံမှာကျွန်တော်တို့ရဲ့ယူရချက်တစ်ခုရှိရဲအဲ့ဒီယူရချက်ကကျွန်တော်သူများတွေကိုကူညီဖို့ကျွန်တော်ရှင်တိုင်ပြီးကြံရိတ်ခဲ့တာကျွန်တော်တို့ကိုကြိုးတက်မို့တော့ဘူးအော်ငါတို့ငါတို့ရဲ့သက်ဆိုင်တဲ့ဖခင်တွေကဒီအချိန်ထိအသက်ရှင်ခွင့်ပေးထားရဆိုတာဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့အခွင့်အရေးပေးတယ် အဲ့လိုပဲကျွန်တော်သတ်မှတ်ထားအဲ့အတွက်ညီကောင်မောင်မတွေကိုလည်းပြောကျင်တယ်နောက်နေ့ပါခဏမိထားပါဒီနေ့ကိုအကောင်းဆုံးရှင်သန်ပါဒီနေ့ကိုကူညီပါဒီနေ့ကိုလိုအပ်တဲ့သူကိုကြွေးပါဆိုတာလေးကိုကျွန်တော်တိုက်တယ်အဲ့လိုပြောလို့ကြိုက်ကြိုက်မဲ့သူလည်းရှိရမကြိုက်မဲ့သူလည်းရှိရနော်ကျွန်တော်ခုနပြောလို့ပဲတေးချိန်တိုင်းတော့တေးကြမှာပဲမတေးချိန်တိုင်းလွတ်သွားမှာပဲအဲ့တော့ အရင်လဲဆိုရင်ပူပန်နေပါနဲ့ဒါပေမဲ့အသက်ကိုညံဆောင်နေဆိုတဲ့အတိုင်းကျွန်တော်သတိပေးချက်လေးတွေကြည့်နေပါဘာပြောဟောမို့ကအေးအေးလေးတစ်ချက်ပြတ်သွားတာလည်းအရင်ပြဿနာမရှိဘူးဒါပေမဲ့သူတို့သတိပေးတာမှန်နေခဲ့သည်ရှိတော့ကိုကပေတီးပြီးဆက်အိတ်နေရကြတော့လည်းမဖြစ်သင့်ဘူးအဲ့တော့တည်င်းဆွင့်မှာအဲ့အဲ့ဟို နုံနုံကြကြနေပါပြီးတော့တတ်နိုင်တော့လေးသူများကိုကူညီပါအရင်လဲစိတ်မူပါနဲ့တင်မဲ့သူတော့အချိန်တိုင်းတင်ပါပဲအဲ့တော့မတည်ခင်မှာကျွန်တော်အကောင်းဆုံးရှင်တန်ကြမယ်သူများကိုကူညီကြမယ်အနာသူကိုချက်ကြမယ်အဲ့လိုလေးစိတ်ထားလေးနဲ့ပဲဒီနေ့အတွက်ပဲရှင်တန်ပါလို့ကျွန်တော်အားပေးချင်ပါခင်ဗျာဟုတ်ကျေးဇူးပါ